ဩဃသီနာတထေသာဝိတုမုံသာပုရိသရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဝေလူဝန်ကြောင့်တော်၌နေတော်မူသည်ဩဃသီနာတထေသာကိုအကြောင်းပြုဟောတော်မူလေ၏ငါရာကုံသောကကြည်တေတို့သည်တနည်းသည်၎င်း၆လာသည်၎င်းရောက်လာသည်ရှိသောရာဇဂိုပြည်သို့သွား၍ဗိမိသာရာမင်းကြီး၏ရှေတော်၌ခொနည်းပလုံပွဲလံသဘင်ကျင်းပါခြင်းကိုပြု၍မြားစွာသောရွှေငွေဥစ္စာကိုရကြလေကုန်တည်း အကြာကြာ၌ပေကံအသောသုလတ်တို့ဤကအပိုင်းရှာမရှိရသွားသောလူအပေါင်းသည်ညောင်ဆောင်အစဉ်စဉ်စသည်တို့၌ပြီးနေ၍ပွဲသဘင်ကိုကြည့်ရှုလေ၏ဒုက္ခတယောက်သော ကခုံဤကခြင်းငါသွားနိုင်သောကျွမ်းသမားဤတမိကကြီးတယ်မသည်ဝါလုံးပေါ်သို့တက်၍ထိုဝါလုံးဤအထက်၌တီလျက်ဝါလုံးဤအစွန်ဖြစ်သောကောင်းကင်၌ပြင်ညာသွားလျက်ကာလေကဤတီလေသည်ဆို၏ ထိုကဥက္ကသေနအမိရှိသောတထေသာသည်အစရိခေမုန်း၏အတုတကညောင်ကောင်းအစဉ်စဉ်၌ဒီနေလျက်ထိုကခြေတဲကိုကြည့်ရှု၍ထိုကခြေတဲမှဤလက်ရှိပြည်ရှင်သတိတို့၌ဖြစ်သောသုံးမရှင်းရှိသည့်ဖြစ်ရာကအိန္ဒုပြန်သွားပြီလင်ထိုကခြေတဲမှကိုရသည်ရှိသောအသက်ရှင်အံမရသည်ရှိသောဤနေရာ၌သာလျှင်ငါအာတိချင်းသည်ဖြစ်သေးသည်ဟုအသာရဖြစ်ရှင်ကိုပြု၍ညောင်ကောင်း၌အိတ်လေမိခင်ပါခင်တို့သည်ရှင်းသား တင်အားဘယ်ဝေဒနာနှိမ့်ဆက်နာကျင်ပြီးသည်ဟုမေးအပ်တော်လဲကျွန်တော်ဒီထိုကကြည်သည်မှသမီးကိုရသည်ရှိတော်အသက်ရှိသည်ဤမရသည်ရှိတော်ဤနေရာ၌လင် ကျွန်တော်အသေးရာချင်းသည်ဖြစ်ပါလိမ့်မည်ဟု ဆိုသောကြောင့်ရှင်သာဤသို့မပြုပါလင်တင်လိုငါငါတို့ဤအမျိုးနှင့်၎င်းစီစိန်နှင့်၎င်းလျှောက်ပတ်သောတပါးသောသရုသမီးကိုဆောင်ရကုန်အံ့ဟုဆိုတော်လဲထိုရှိသူသာလျင်ဆို၏အိတ်လေဤ ထိုခါ၌ထိုဥက္ကသီနာ သရုသာတို့ဤထိုဥက္ကသီနာသရုသာဤဖခင်တရေကြီးသည်မြားသွာတောင်းမှန်၏တော်လဲထိုသာကိုကောင်းသောတိသိမ့်သောငါမတတ်နိုင်ရကားဥက္ကသီနာသရုသာဤအသွေးခင်မွန်းကို ခေါ်စီ၍အတဗျာတထောင်ကိုပေးပြီလျင်ဤအတဗျာတို့ကိုယူ၍မိမိဤသမီးကိုငါသာအားပေးသည်တည်းဟု ပြောဆိုရန်စေလွတ်လေထိုကားကြီးတယ်မဤဖခင်သည်ငါကအတဗျာတို့ကိုယူ၍မပေးနိုင် ထိုဥက္ကသီနာသူတို့သားသည်ဤသမီးကိုမရသည်ရှိသောအသက်ရှင်ခြင်းကအကယ်၍မတတ်နိုင်သည်ဖြစ်အံထို့သူမတတ်နိုင်မူငါတို့နှင့်အတူတူကသာလျင်လှည့်လေခြင်းကတတ်နိုင်သည်ဖြစ်အံထိုဥက္ကသီနာသူတို့သားအသမီးကိုပေးပါအံ့ဟုစကားတုံပြန်လိုက်သည်ရှိသောမိခင်ဖခင်တို့သည်သာအားထိုအကြောင်းကို ပြောကြားကြလေကုန်၏ဥက္ကသီနာသူတို့သားသည်ကျွန်တော်သည်ထိုကားကြီးသေးတို့နှင့်အတူတူကလှည့်လေပါမည်ဟုဆိုပြီးလျင်တောင်းမှန်ကြကုန်တော်လဲမိဘတို့၏စကားကိုမနာယူဘဲ အိမ်မှထွက်ခွာ၍ကာကြီးတဲ့ဤအထံသို့သွားလေ၏ထိုကာကြီးတဲ့မှဤဖခင်သည်သရေသာဥက္ကသီနာအသမီးကို ပေး၍သရေသာနှင့်အတူတကွသာလျင်ယွာနီကုံမင်းနေပြည်တော်တို့၌အတက်ပညာကိုပြတာကလှည့်တယ်သွားလာလေ၏ကာကြီးတဲ့မှသည်လည်းသရေသာဥက္ကသီနာနှင့် အတူတကွပေါင်းသင်းခြင်းကိုအစွဲပြု၍မကြာမီသာလျင်သားကိုရသည်ဖြင့်ကသာရှင်မြူစီလျက် လေဆောင်သမားဤသားဥဇာဝန်ထုတ်ထန်းဆောင်သမားဤသားဘာမြမတတ်မတည်တော်သူဤသားဟုဆို၏သူတရိတာဥက္ကဒိနာသည်လည်းထိုသူတို့ဤလဲရှုရှင်းကိုပြု၍တည်တော်အရ၌တရားရ၌နွားတကြသူလှဲ့လျရ၏အတ္တပညာကိုပြသရာအတ္တပညာကိုပြသရာ၌ရသောဥစ္စာတို့ကိုထမ်းဖို့ကဆောင်ရွက်သေးဖို့ရ၏ထိုရှင်ရာကိုယ်တော်လင်ဤမှန်း၍ ထိုငါကြီးတယ်မသည်တာငေကိုကသာရှင်မြူးသေးလျက်ထိုအရှင်ရာဆိုဖြင့်ဆိုတဲ့တတိသာဥက္ကဒေနသည်မိမိအကြောင်းပြု၍ထိုကကြည်တယ်မဤတရှင်းဆိုသည့်အဖြစ်ကိုသိရလျင်ထိုကကြည်တယ်မကိုတင်သည်ငါကိုယီမှန်း၍ဆိုသလိုဟုမေးလေ၏တင့်ကိုယီမှန်း၍ဆိုသည်မှာအမှန်ဖြစ်၏ဟုပြန်ဆိုလက်တော်ဤသို့ဖြစ်လျင်ငါသည်ထွက်ပြေးတော်အံ့ဟုဆိုလေ၏ထိုကကြည်တယ်မသည်တင်ထွက်ပြေးသည်ဖြင့်၎င်းပြန်လာသည်ဖြင့်၎င်း ငါအားအဘေကျိုးရှိရနည်းဟုဆို၍အဖန်တလဲလဲထိုးသရှင်ကိုသာလျင်တည်ဆို၏ဒုက္ခကြည်တဲ့မကမိမိ၏အစင်းလပပြည်စုံခြင်းကို၎င်းဥစ္စာရခြင်းကို၎င်းအမိပြု၍ထိုတရေသာဥက္ကသေနာကိုတစုံတစ်ခုသောအကြောင်းအရာ၌အောက်မိမှတ်ထင်ခြင်းမပြုတည်းဥက္ကသေနာသည်အဘေကို အမိပြု၍ဤကကြည်တဲ့မအားဤမန္တရှင်ပြည်ပြည်တည်းဟုကြံလက်သည်ရှိသောအတ္တပညာကိုအမိပြည့်ပြည့်မန္တပြည့်ဤဟုသိရလျင် ထိုမန္တသည်ဖြစ်သေးတော်အတ္တပညာကိုသင်ယူဥအံ့ဟုရောက်ခမသူရှင်းကပ်၍ထိုရောက်ခမကကြေသည်တတ်သည်သောအတ္တပညာကိုသင်ယူပြီးလျှင်ယောနီကုံသာတိတို့၌အတ္တပညာကိုပြန်သားလျက်အစဉ်သဖြင့်ရာဇဂျူပီတို့ရောက်လာ၍ဤနေ့မှခொနရမြောက်သောနေ့၌တရေသာဥက္ကသီနသည်မြို့နေသူလူတို့အားအတ္တပညာကိုပြသပြီးလက်တန်းဟုပြောကြသည်လေ၏မြို့နေသူလူတို့သည်ညောင်ဆောင်အဖင့်ဖင့်သာတိတို့ကိုဖွဲ့သည်သဖြင့် ုနှစ်ရမြောက်သောနေ့၌သီဝေးကြလေထိုဥက္ကသီနာသည်လဲအတောင်း60ရှိသောဝါသူတက်၍ထိုဝက်လုံးဤထိန်၌ရက်ဒီလေဤထိုနေ့၌မြတ်စွာဘုရားသည်နနသောသောမိုးတော့သောအခါလောကလူအပေါင်းကိုကြီးရှုတော်မူလက်သည်ရှိသော ထိုဥက္ကသီနာကိုကိုရောမြတ်ဤတပင်ညုညံတော်တိဟုသောကိုရတွင်း၌ဝင်ရောက်လာသည်ကို မြင်တော်မူ၍အဘေသူဖြစ်လက်တန်ဤဟုစင်ရင်တော်မူပြန်သည်ရှိသော နတ်ပြန်တတိသာသည်အတက်ပညာကိုပြပေအံ့ဟုဝလုံးထိပ်ပြား၌ယတိလက်တံထိုဥက္ကဒေနာကိုကြည့်ရှုခြင်းငါညာသာတော်လူအပေါင်းသည်သီဝိလက်တံထိုသီဝိ၌ငါဖျားသည် လေးပါဒရှိသောခါရာကိုဟောအံ့ထိုခါရာကိုကြားရ၍၈၄၀၀သောတတဝါတို့အားတစ္ဆာ၄ပါးကိုထိုတွင်တည်ခြင်းသည် ဖြစ်ပေလက်တံဥက္ကဒေနာသည်လည်းအရဟတဘု၌တိလက်တံဟုတည်တော်မူလေ၏ထိုမြတ်စွာဘုရားသည်တခံမိုးတော်သောနေ၌ အခါကာလကိုမှတ်သား၍ယဟန်သံဃာပေါင်းရှန်ရန်လျက်ရာဇဂျူမြို့သို့သွန်းလို့ငါကြွဝင်တော်မူလေ။ဩဃဒေနာသည်လည်းမြတ်စွာဘုရားမြို့ရင်းသို့ကြွဝင်တော်မူလက်သည်ရှိတော်သားလျင်အိုးအိုးကြကြကြွေးကြော်သိမ့်သောငါများစွာသောလူအပေါင်းအားလက်ဆောင်အမတ်တင်ညာကိုပေးပြီလျင်ဝါလုံးထိပ်ပြား၌ယက်တီလျက်ကောင်းကင်၌သာလျင်ခုနှစ်ကြိမ်လှည့်လေကသက်စင်း၍ဝါလုံးထိပ်ပြား၌ယက်တီလျက်ဤထိုခဏ၌မြတ်စွာဘုရားသည်မြို့အတွင်းသို့ကြွဝင်တော်မူလျက်အချင်းရှင်ရာပြင်ပြုသည်ရှိတော်။ ထိုဥက္ကသေနာကိုပရိသတ်တို့မကြည်ထိုအချင်းအရာဖြင့်ပြည့်၍ကိုတော်ကိုယ်တော်လင် ကြည့်ရှုသေးတယ်ကြည့်ရှုသေးလေဥက္ကသေနာသည် ပရိသတ်ကိုကြည့်ရှုပြီလျင်ငါကိုပရိသတ်သည် မကြည်ပါရကားဟုနှလုံးမသားရာခြင်းသို့ရောက်သည်ဖြစ်၍ငါသည်တနေ့တို့ကာလပတ်လုံးဤအတ္တပညာကိုပြည့်ရ၏မြတ်စွာဘုရားသည်မြို့တွင်သို့ကြောက်ဝင်လာသည်ရှိသောပရိသတ်သည်ငါကိုမကြည်မူ၍ မြတ်စွာဘုရားကိုယ်တော်လင်ကြည်ရှုပြီးငါဤအတ္တပညာကို ပြသရခြင်းသည် အရှိနီးဖြစ်ခဲ့လေသောတကားဟုကြံသည်လေ၏မြတ်စွာဘုရားသည်ထိုဥက္ကသေနဤစိတ်ကြံကိုသိတော်မူ၍အရှင်မောကလံကို ခေါ်တော်မူပြီလျင်စိတ္တမောကလံသွားစီလောဥက္ကတရေသာတရေသာဥက္ကသေနကိုအတ္တပညာကိုပြသစေတည်းဟု၍ဆိုစီလောဟုမိန်တော်မူလေ၏ င်မောက်ကလန်တီကြွားသွားတဲ့ဝလုံးဤအောက်၌ရက်လျက်တရေသားကိုခေါ်တော်မူပြီးလျင်ဤခါရာကိုဆိုလေ၏အိင်္ဂပတ္တနရဗုဒ္ဓဩဃသေနမဟဗလာကရောဤရေငံပရိသာယဟာတယတုမဟာသနံမဟာဗလာကွန်အားကြီးလာပေသောဩဃသေနဩဃသေနအမိရှိသော နာရဗုဒ္ဓကကြည်တေတာ အိငါငါတိုက်တွန်းဤပတ္တရှုကြည်သံလော ပရိဒါယပရိဒါပေါင်း၌ရင်ကံပွဲတဲ့ပင်ကိုပရောဤပြုလောမဟာတဏများစွာသောလူအပေါင်းကို ဟာတယတုရှင်လန်းသေးလောဒုဥက္ကဒိနာတိရှင်မောက်ကလံမတိဤစကားကိုကြားရလျင်နှစ်သက်ရှင်လန်းသောသိရှိသည့်ဖြစ်ပေမြတ်စွာဘုရားသည်ငါဤအတ္တပညာကိုကြည့်ရှုတော်မူခြင်းကအလိုရှိအောင်တကားဟုအမှတ်ပြု၍ ဝါလုံးဤထိဖြတ်ထိထက်ဖျား၌ယက်ဒီလျက်သာလင်ဤခါတာကိုဆိုလေ၏အင်္ဂပဒမပိညာမောကလာနမဟိတိကကရောမိရေငံပရိသာယဟာတယာမိမာသနံမဟိတိကကြည်တော်တကိုရှိသောမပိညာကြည်တော်ပညာရှိတော်မူသောမောကလာနာရှင်မောကလန္နာအင်္ဂတိုက်တွန်းပါ၏ပဒကြည်ကြည်တော်မူပါလော ပရိဒါယပရိဒါအပေါင်း၌ဝရင်ငံပွဲတဲ့ပင်ကိုကြောမိပြုအံမဟာသနံလူအပေါင်းကို ဟာတရားမိရှင်လန့်စီပါအံဤတို့လေမြတ်သူသဖြင့်ဝါလုံးထိပ်ပြားမှကောင်းကင်သို့ခုံတက်ပြီးလျင် ကောင်းကင်၌သာလျင်34ကြိမ်လှည့်လေကသက်စင်းပြီးမှဝါလုံးထိပ်ပြား၌သာလျင်ရက်ဒီပြန်လေထိုကဥက္ကသီနာကိုမြတ်စွာဘုရားသည်ဥက္ကသီနာပညာရှိသောသူမြည်ဒီကား အတိတ်အနာဂတ်ပိစုံပန်ပြသောခန္ဓာတို့၌တွေ့တာချင်းတနာကိုပယ်စွန့်ပြီးလျင်ပရိဒဏီနေခြင်းသာသီတို့မှလွမြောက်ခြင်းငါသင်ပေဤဟုမိန်တော်မူ၏ဤဃာတာကိုဟောကြတော်မူလေ၏မုံသာပုရိမုံသာပိသတော်မိစေမုံသာဘဝတပါရကုတဗ္ဗဝီမုဒ္ဒမာနတော်နာဘူးနာသာတိဇရံဥပေဟိတိပုရိအတိတ်ခန္ဓာ၌အာလယံတွေ့တာချင်းကိုမုံသာလွတ်လော် လွန်လေပြီးသော ခန္ဓာတို့၌တွေ့တာတတ်သော အလယတဏိတတ်သောနိဂန္တိသဝင်တတ်သောဧသောသာနတောင်းတတ်သောပဋ္ဌနာထိုးခြင်းတတ်သောပရိယုဌာနခံယူတတ်သောဂါဟအမားဖြင့်သုံးတတ်တတ်သောပရမာသတဏိတတ်သောဒနာကိုလွတ်ရမည်ဟုလိုပိသာတော်နောက်အနာကခန္ဓာ၌မုံသလွတ်လော မင်းသားအလေပိသုပ္ပံခန္ဓာ၌မုံသလွတ်လော ဘဝတာသုံးပါးသောဘဝဤပါရဂုကံတပတ်သို့ရောက်သောသူသည်ဟုတ်တော်ဖြစ်၏ဤသို့လွတ်နိုင်သည့်ရှိသောဘဝသုံးပါးလုံးပိုင်းရှား၍တည်ခြင်းပယ်ခြင်းပွားများခြင်းမြတ်မပြုနိုင်ခြင်းဟူသောပါရဂုဤအစွမ်းဖြင့်ကံတပတ်သို့ရောက်၏ဟုလိုတပရအလုံးစုံသောသင်္ခတတရား၌ဝိမုဒ္ဓမာနာသောလောကင်းသောစိတ်ရှိသည်ဖြစ်၍ပုဏ္ဏတဖန် သာတိသရံပရိသန္တိနေခြင်းအိုခြင်းတို့နာဥပေဟိတိမကဲ့ရောက်ရလောက်မကဲ့ရောက်ရတော်လက်တံဒေသနာဤသုံး၌၈၄၀၀တော်တတဝါတို့အားသစ္စာ၄ပါးကိုထုံးတွင်းတည်ခြင်းသည်ဖြစ်လေ၏တရေသာဥက္ကသေနသည်လည်းဝလုံးထိပ်ပြား၌ယက်တီလျက်သာလျှင်ပရိသန္တိရာ၄ပါးတို့နှင့်တကွအရဟတဘုသို့ရောက်၍ဝါလုံးမှသက်စင်းပြီးလျှင်ဘုရားရှင်၏အထံတော်သို့လာ၍ ငါးပါးသောတည်ခြင်းဖြင့်မြတ်စွာဘုရားကိုရှင်ကိုလေးအယံဖြစ်ကိုတောင်းပန်လေ၏ထိုကဩဃဒိနာကိုမြတ်စွာဘုရားသည်လေယာလက်တော်ကိုစံတန်းတော်မူ၍အေဟိဘိက္ခုအစရှိသည်ကိုမိန်ဆိုတော်မူလေ၏ထိုဩဃဒိနာသည်ထိုခဏ၌သာလျှင်ပရိခရာရှိပါကိုဆောင်းယူလျက်ဝါ၆၀ပြည့်ကျွယ်လေပြီးမထေရကြီးကဲ့သို့ဖြစ်လေ၏ထိုအခါယံတို့သည် ငါရှင်ဥက္ကသီနာအတောင်လျှောက်တဲ့ရှိသောဝါလုံးဤထိပ်ဖြားမှတက်ဆင်းသောသင်အားကြောက်ရှင်းမိသည်မဖြစ်လေသလောဟုမေးမြန်းကြသောကြောင့်ငါရှင်တို့အကျွန်ုပ်အားကြောက်ရှင်းမရှိပြီဟုဆိုလတ်တော်ဘုရားရှင်အားမြတ်စွာဘုရားဥက္ကသီနာသည် မကြောက်ဟု၍ဆိုပါသည် မဟုတ်သည်ကိုမွတ်ဆို၍အထက်တဘူကိုပြောကြပါသည်ဘုရားဟုလျှောက်ကြလေကုန်၏စေတယံတို့ငါသာဥက္ကသီနာနှင့် တူကြကုန်သော ဖြန့်ပြီးသောတန်ရောသိရှိကုန်သောယန်းတို့သည်မကြောက်ကြကုန်မလန့်ကြကုန်ဟုမိန်တော်မူ၍ယမနဝနဤဃာရာကိုဟောကြားတော်မူလေ၏တပိတံယောသနံသစ်တဝါယောဝေနပရိတတတိသင်္ဃာတိကံဝိတံယုတ်တံဓမ္မံပြုမိပြမနံယောကျင်သူသည်တဗ္ဗတံယောသနံလုံးသုံးသောတန်ရောစဉ်၁၀ပါးကို စတာဖြ်ပြီးသည်ဖြစ်ပြီးဝေသင်းသည်ပရိဒတ်တတိတဏှာကြောင့်ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိသင်္ကန်တိကံ ရာသာသတိတို့ဤကဉ္ညီခြင်းကိုလွန်ပြီးသောဝိတံယုတ်တံရာဂဝိတံယုတ်တံယောဂလေးပြားနှင့်မရှင်သောတန်ထိုပုဂ္ဂိုလ်ကိုအဟံငါသည်မြေမနမကောင်းမှုကိုပါပြီးအပပြုပြီးသောသူဟု၍မြူမီဟောတော်မူ၏ဒေသနာတို့၏အဆုံး၌များစွာကုံသောသူတို့အား တစ္ဆာလေးပါးတို့ကိုထိုးထွင်းသိခြင်းသည်ဖြစ်တည်း၏တဗံတဏိဒ၌တရားသဘင်ဝေငါရှင်တို့ဤသို့အရတဘူဤအကြောင်းဥပါနိတယနှင့် ပြည့်စုံသောယဟန်အားကာကြည်တဲ့ဤသမီးကိုမိ၍ကာကြည်တဲ့လုံးနှင့်အတူတကွသွားလာလှည့်လည်ရခြင်းကြောင့်အကြောင်းသည်အဘယ်နည်းအရတဘူဤဥပါနိတယဖြစ်သောအကြောင်းသည်အဘယ်နည်းဟုသကားကိုဖြစ်စေရလေကုန်၏ မြတ်စွာဘုရားသည်ကြွလာတော်မူ၏ရှစ်သားယံတို့ယခုငါဖျားကြွလာတော်မူသောအခါ၌အဘေတကားဖြင့်စည်းဝေးကြကုန်ပြီးတနည်းဟုမေးတော်မူသောကြောင့်အီမီသောတကားဖြင့်စည်းဝေးကြပါသည်ဖျားဟုနာတော်လျှောက်သည်ရှိသောရှစ်သားယံတို့ဤနှစ်ပါးသုံးသောအကြောင်းကိုဥက္ကသေနယဟန်သည်သာလျင်ပြုအပ်၏ဟုမိန်တော်မူ၍ထိုအကြောင်းကိုထင်စွာပြုခြင်းငါလွန်လေပြီးသောအကြောင်းကိုဆောင်းတော်မူလေ၏ရှေလွန်လေပြီးသောအခါကတ္တပမြတ်စွာဘုရားဤရွှေစည်တီကိုတီအပ်သည်ရှိသော ဘာရဏတိပြည်၌နေကြကုန်သောမျိုးကောင်းသားတို့သည်များစွာသောခဲဝဲကိုလှဲတို့၌တင်၍လမ်းမှုကိုပြုလုပ်ကြကုန်အဟုသေဒီတရားရက်သို့ကြွားသွားသေဒီတရားရက်သို့သွားကြကုန်သည်ရှိသောလံကြီးကြ၌ဖွမ်းလူငါကြွဝင်တော်မူသောမထေရတပါကိုမြင်ကြလေကုန်တည်းထိုကမျိုးသမီးတယောက်သည်မထေကိုကြည့်ရှုဖူးမြင်ပြီးလျင်လင်ယောက်ျားကိုအရှင်သာအရှင်မြတ်ဖရာတပါသည်ဆွမ်းလူငါကြွဝင်တော်မူ၏ ကျွန်တော်မတို့ဤလှင်း၌လဲခဲပွဲပေါ်တင်များဤထိုမထေဤတပိတ်တော်ကိုယူဆောင်ပါလောသုံးလူကြကုံစုအံ့ဟုဆိုလေဤထိုလင်ရောက်ကြသည့်တပိတ်ကိုဆောင်ယူလေဤထိုတပိတ်ကိုခဲပွဲပေါ်တင်ဖြင့်ပြည့်စေပြီးလျင်မထေမြတ်ဤလက်တော်၌ဆက်ကပ်၍ဇနီးခင်မုန်းအူးလုံးပင်အရှင်မယားရှင်မယားတို့မြင်ရသောနိဗ္ဗာန်တရားဤသာလျင်အဖို့ချီသောသူတို့ဖြစ်ကြရပါလိုဤဖရာဟုသုတောင်းခြင်းကိုပြုကြလေကုန်ဤထိုမရေဒီလည်း ပုံပြီးသောအသောရှိသောယန္နာပုဂ္ဂိုလ်ဖြစ်တော်မူ၏ထို့ကြောင့်ကြည်ရှုစင်ញင်လက်သည်ရှိသောထိုသည်။ခင်မုန်းအုတို့၏သုတောင်းခြင်းပြည့်စုံလက်တံဖြစ်သောအဖြစ်ကိုသိတော်မူ၍ယုံခြင်းကိုပြုတော်မူလေ၏ထိုပြုံးထိုပြုံးတော်မူခြင်းကိုမြင်ရလျင်မိမကလင်ယောက်ချားကိုငါတို့၏ရှင်မြတ်ဘုရားသည် ပြုံးခြင်းကိုပြုတော်မူ၏တဝူသောကရေးသည်ဖြစ်လက်တတ်ဟုဆိုလေ၏လင်ယောက်ချားသည်မိမအားရှင်နမဤအတိုင်းဖြစ်ပေလက်တတ်ဟုဆို၍ဖဲသွားလေ၏ ဤဒီပင်လင်ထိုသဏိခင်မုံနှစ်ဦးတို့၏ရှေးကံဖြစ်တည်းထိုသဏိခင်မုံတို့သည်ထိုဗာရဏသီပြည်၌အသက်ရှိသည်မြကာလပတ်လုံးတည်ပြီးလျင်နဗီနာပြည်ယခုအခါထိုနဗီမသုတေသည်ဖြင့်ထိုမိမသည်ကကြည်တဲ့အိမ်၌ဖြစ်လေ၏ယောက်ျားသည်တရေအိမ်၌ဖြစ်လေ၏ထိုယောက်ျားသည် ရှင်းနမဤတန်းဖြစ်ပြီးလက်တန်းဟူ၍မယားအားသကားတုံကို ပေးဘူးသည်ဖြစ်ကြောင့်ကကြည်တဲ့တို့နှင့်အတူတကွသွားလာလှည့်လေရလေ၏ယန္တာမရိမြတ်အား ပေလူအပ်သောသွမ်းကိုမှီ၍အရဟတဘုသို့ရောက်လေ၏ထိုကားကြီးသည်သမီးသည်လည်းအရင်သွားရာလမ်းကြောင်းသည်ငါခင်မွန်းသည်ဤသွားရာလမ်းကြောင်းဖြစ်၏ငါဤသွားရာလမ်းကြောင်းလည်းထိုလမ်းကြောင်းသာလင်ဖြစ်၏ဟုနှလုံးပြု၍ယဟန်ပြု၏လျင်အရဟတဘု၌တည်လေ၏ဩကာသေးနာတထေသာဝိထုပြီ၏အလုံးပေးပြာဝေးကွာ၍ကိုယ်စိတ်နှပြချမ်းမာရှမ်းသာကြပါသည်